အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုံးမကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော် Liverpool ပြည်သက်တွေရဲ့အပျော်ရွှင်ဆုံးနေ့တွေကဒါကျွန်တော်တို့အဲအပျော်ရွှင်ဆုံးနေ့တွေကတနေ့ဗောနော်ဒါကျွန်တော်လုံးဝပြောစရာမလိုတဲ့ဒါကျွန်တော်တို့နေ့တနေ့ဗောနော်အဲ့တော့ Liverpool ပြည်သက်တွေရဲ့ဒါကျွန်တော်တို့လက်ရှိမှာခံစားချက်တွေနေလုံးဝဒါကျွန်တော် high ဖြစ်နေမယ်လို့ယူဆတယ်ဒါကျွန်တော်လုံးဝပို့ပြီးတော့ဒါ ခါတိုင်းနေ့နေနဲ့မတူတဲ့ feeling တကူဒီနေ့ liberal ပြည်သက်တွေပို့ပြီးရမလို့ကျွန်တော်ရဲ့အမြင်မှာမြင်တယ်ဘာကြောင့်ဒါကျွန်တော်တို့အအဓိကဒီဟာကိုပြောရလဲဆိုတော့ liberal ပြည်သက်တွေကိုတန်းကဒီနေ့မှာ arnis slot ရောက်တဲ့ချိန်မှာသူတို့အနေနဲ့ဒါ progress တကူရအသင်းကအကောင်းဘက်ကမြင်ရမယ်ဆိုမဲ့ဒါရေရောက်လာချိန်မှာဘဒူးမကျွန်တော်ပါဝင်ပေါ့နော်ဘဒူးမဒါကျွန်တော်တို့ဟာ arnis slot ကရေရောက်ချိန်နဲ့မှာပဲဒါကျွန်တော် premier league ကြီးကိုယူပြမယ်ဆိုပြီးဘဒူးမထင်ထားမှာမဟုတ်ဘူးလို့ကျွန်တော်ရဲ့ပုံကိုရေးရမြင်မိတယ်ဒါပေမဲ့ဒါကိုဒါကျွန်တော်အကောင်းဆုံးလုပ်ပြခဲ့တာကတော့ဒါကျွန်တော်တွေ့ရမယ့်အတိုင်းပါပဲ အဲ့တော့အာနီစတော့အနေနဲ့ဒါကျွန်တော်တို့အရန်သဘောကျတဲ့စကားလုံးတစ်ခုကိုသူကိုယ်တိုင်လှုပ်ပြခဲ့တယ်ဗောနော်အဲ့ဒါကဒါကျွန်တော်တို့ဂျာဂျန်ကလော့ပနီနဲ့ပထမဆုံးကျွန်တော်နေတဲ့ doubters to believer ပြောင်းရမယ်ဒါစကားကိုကျွန်တော်အာနီစတော့အနေနဲ့သူကတကယ်ကိုရေးရောက်ချင်းမှာပဲသူသတ်သိပြခဲ့တယ် doubters to believer ဆိုတာ တည်ကြတဲ့အတိုင်းပဲအဲ့ဒါကျွန်တော်တန်တရားဝင်တဲ့သူတွေကိုယုံကြည်သူအဖြစ်ပြောင်းလဲဖို့အတွက်ကျွန်တော်လုပ်အောင်မှာဖြစ်တယ်ဆိုကြတဲ့ clock ကသူရဲ့ရောက်ချင်မှပြောခဲ့တယ်အာနီဆိုဒီနေရာမှာဒါကျွန်တော်တို့ဟို FG တို့အနေနဲ့ပေါ့နော်ဒါကျွန်တော်တို့နီးပြတယောက်ကိုခန့်တဲ့ချိန်မှာဒါ humble ဖြစ်တဲ့နီးပြတွေကိုပဲအမြင်နဲ့ခန့်တယ်လို့တော့ပြောလို့ရတယ်ဂျာဂျန် clock ပါဝင်တဲ့ကျွန်တော်တို့လက်ရှိဒါအာနီဆိုကိုကြည့်လိုက်မဆိုငါတို့ကဘယ်တော့မှငါဒီနှစ်မှာငါတို့ဘလို့မွေးလို့မလဲအာနီဆိုရောက်လာခဲ့ကကျွန်တော်ဒီအသင်းကိုအကောင်းဆုံးကြိုးစားမယ်ဒါပေမဲ့အာနီဆိုပြောတဲ့စကားလုံးမှာကျွန်တော်ဒါဟိုမနစ်က Liverpool Champion တော့ဒီမှာသူ့အနေနဲ့ post interview မှာသူပြောတဲ့စကားတခုရှိတယ် ကျွန်တော်ဒီကလပ်ထဲကိုဝင်လာပြီးဆိုဒီကလပ်အနေနဲ့ကျွန်တော်ဖလားယူပေးရမယ်ဆိုတဲ့ကျွန်တော်တို့ responsibility ပေါ့နော်ကျွန်တော်တာဝန်ရှိတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ခံစားမိတယ်အဲ့တော့ဒီကျွန်တော်တို့ပြီးတော့နောက်တစ်ခုသူပြောရဲစားကြိုက်ဆုံးပါကျွန်တော်ဒီလူစည်းရင်းကိုကြည့်လိုက်အချိန်မှာဒီလူစည်းရင်းနဲ့ top 4ဆိုတာမလုံလောက်ဘူးဒီလူစည်းရင်းနဲ့ဖလားရမကိုဖြစ်မယ်ဆိုတဲ့ဥစ္စာကိုသူခံစားမိတယ်ပေါ့နော်အဲ့တော့ပြောချင်တာက arnie slot ကတကယ်ကိုကျွန်တော် personal မြင်မှာဆိုတကယ်ကို ွင်းထဲမှာစကားပြောရလူတွေပေါ့နော်ဒီနေ့မှာဒါကျွန်တော်တို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တချို့ကြဟာတဲ့မှာလီဗာပူးတင်နဲ့ Channel Plus တွေမှာ source ထွက်လာတယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်အောင်ကျွန်တော်ကလီဗာပူးတင်နဲ့ဒါ reveal လုပ်ရတာမဟုတ်ပေမဲ့ဂျာဂျန် club ကိုတိုင် target တဲ့ squad တကူစက်ခံခဲ့တာမှန်တယ်ဒါပေမဲ့ဒီ squad ကိုသူ့ရဲ့ squad ပုံစံမျိုးအတိုင်းလုပ်ရတာအင်မတန်မှခက်ခဲတာဖြစ်တယ်တော့ကျွန်တော်ကခုနပြောသူပဲရှေ့ရလူတွေရှေ့ရလူကသူ့ရဲ့သူ့လက်သူ့ချင်းနဲ့လုပ်ကြတဲ့ squad တကူခမားကခမားမသိတဲ့အရာတကူပဲဒါပေမဲ့စာလာဒါပေမဲ့ကစားသမားတွေဒီညမှာအရန်ချီကျူးတယ် professional yanson နဲ့ လောကမှာဒါအရန်လိုအပ်တယ် ကျွန်တော်ခုနပြောသေးပဲဒီနေရာမှာတက္ကသိုလ်သမားရဲ့အနေနဲ့ဟာနီးပြသစ်ပြောင်းတာငါတို့ကဘလို့ဖြစ်မယ်ပဲ तू ကနေရာရရဘလို့ကနေရာမရဘူးဆိုတဲ့ပုံစံမျိုးထက်ဆိုင်ငါတို့ဒီနီးပြအတွက်ဘလို့တိုက်ပွဲဝင်မေးမလဲငါတို့ဒီနီးပြအတွက်လက်ရှိမှာဘလို့မျိုးတာလဲအဲ့တော့ပြောချင်တာပဲလက်ရှိမှာဒါကျွန်တော်လစ်ဗာပူးအောင်မြင်ရတဲ့အကြောင်းရအကုန်လုံးစုသွားတယ်ဒါပေမဲ့ဒီနေရာမှာလူတွေပြောပြောနေတယ်ကန်ကောင်းချင်းဆိုတာကိုကျွန်တော်လက်မခံဘူးကန်ကောင်းချင်းကဒါဒီနေရာမှာပါတယ်ဒါကျွန်တော်ဒီနေရာမှာလစ်ဗာပူးကန်ကောင်းတဲ့ချက်တစ်ခုပဲကျွန်တော်မြင်တယ်သူများအသင်းတွေလောက်လက်ရှိမှာ injury rhythm ဖြစ်တာတစ်ခုပဲကျွန်တော်မြင်တယ် လက်ရှိမှာလီဗာပူးတင်းနဲ့ဒီနှစ်မှာဒါတို့ရဲ့ဒေါက်တိုင်ကစားသမားတချို့ဒဏ်ရာမရတာကလွင်လီဗာပူးတင်းမှာကျန်တဲ့နေရာမှာကန်ဆိုတာထက်လုံအားကိုပဲအသုံးပြုသွားတယ်ကျွန်တော်ကတော့မြင်မိတယ်မှာပါအဲ့တော့ဒီတော့ဒီနှစ်မှာဒီနှစ်ကဒါလီဗာပူးတင်းကဒါကျွန်တော်တို့ကန်ပါညာအဲ့တော့လည်းမှာ injury ကြောင်းပြော injury ကြောင်းကကျွန်တော်ကန်ကြောင်းပြောမယ်ဒီနေရာဒီလိုမျိုးကန်ပြောရင် Liverpool အသင်းရဲ့ sport science team ကိုကျွန်တော်စော်ခါရကြမယ် Liverpool အသင်းနေနဲ့တကယ်တမ်းကျွန်တော်တို့ဒါဟိုကန်ကောင်းတယ်ဆိုတာကြီးကွာ reasoning တခုဟုတ်မနေဘူး ဒါကျွန်တော်ပြောတာအဲ့ပြောချင်တာခုနကပြောဆိုတခါကျရင်ကန်ဆူတဲ့အရာကြီးကတကယ်ကိုကျွန်တော်တို့ဟိုလောက်ယူမရရတော့ကျွန်တော်ငယ်လေးကကျွန်တော်မှာအယူရှိတယ်ကင်မရာနဲ့ကျွန်တော်တူမယ်ကျွန်တော်ဘဝမှာကျွန်တော်ဘယ်ဟာမှအလကားမရအောင်ဒါကျွန်တော်အတွက်ကျွန်တော်ဒါကျွန်တော်ငငယ်လေးကတည်းကအခုချိန်ထိကျွန်တော်ဘဝမှာဒါချဲပေါက်ချဲပေါက်တာတစ်ခါပဲရှိတယ်ကျွန်တော်ဘဝမှာပတ်စံလာကြရတော့ချဲပေါက်တာတစ်ခါပဲရှိတယ်ချဲနေရတယ်ဆိုကျွန်တော်တို့ကျွန်တော်လောက်ယူရကျွန်တော်အနေနဲ့ကျွန်တော်မမ်မဲရရကျွန်တော်တို့ကိုကျွန်တော်ဘဒူးကျွန်တော်စကားလုံးပြောဘူးလဲဆိုကျွန်တော်အဖေကျွန်တော်ဖာသာကိုကြီးချူးနေကျွန်တော်ဖာသာကြီးပြောပြီး မင်းထီပေါက်ခြင်းထီလက်မှတ်ဝယ်ထိုးရတယ်ထီလက်မှတ်ဝယ်ထိုးပတ်စံဟို at least မင်းအဲ့ပတ်စံရှာရတယ်ထီပေါက်ဖို့တောင်မှမင်း at least effort ထိုးရတယ်ကံကောင်းမှုဆိုရင်မင်းနောက်ကအနည်းဆုံးတော့ effort ထိုးအဲ့တော့ခုနပြောသူပဲ Liverpool တဲ့အခုလက်ရှိမှာကျွန်တော်တို့ကကံကောင်းတယ်ခုနပြောလို့ကျွန်တော်အနေနဲ့ကံကောင်းတယ်ဆိုတဲ့အရာကြီးကိုကျွန်တော်ပြောလို့ရတယ်ခုနပြောနောက်ဆုံးပြ injury ကိုကံကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးခုနပြောသူပဲ injury ကိုကံကောင်းတယ်လို့ပြောမယ်ဆိုရင်တော့မှ Liverpool အသင်းရဲ့လက်ရှိဒါ medical department sports အဲ့အသင်းကိုကျွန်တော်စော်ကားရောက်သွားမယ် ။ဘာလို့လဲဒီလူတွေဒီလောက်ကြိုးစားထားတာကျွန်တော်အနေနဲ့ကံကောင်းဖို့ဆိုတဲ့စကားလုံးပြောဖို့မဟုတ်ဘူး။ကျွန်တော်ပြတော့ပါလား။အဲ့တော့မနေ့ကကျွန်တော်တွေ့ပါတယ်ဒါကျွန်တော်ကိုစီသူအောက်မှာရေးတာဒီနေ့ဒါကျွန်တော်လီဗာပူးသွင်းလက်ခုဟာဘာလို့အထင်ကြီးရဘာလို့အထင်မကြီးရတော့ကျွန်တော်တင်နေဘာလို့မလုံနိုင်လဲ။အဲ့တော့လီဗာပူးသင်းကအခုလက်ရှိမှာဒါကျွန်တော်တို့သူများအသင်းနဲ့နေနေပဲချန်ပီယံလိမှာရှင်ပြန်ရတာပဲအဲ့တော့ခုနကပြောဟာဒါဆိုအာစနယ်ကချန်ပီယံလိထဲမှာရှိနေသေးတယ်အကြောင်းမို့လီဗာပူးသင်းကဒါကျွန်တော်စောစီထွက်သွားလို့ဒီနေရာမှာဒါဖလားရသွားရဆိုတဲ့စကားလုံးပြောရတယ်ဒါဆိုရင်မန်ချက်စတာစီတီအသင်းကော ကျွန်တော်ပြောရသေးလားစီးတီးတင်းနဲ့ဒါကျွန်တော်တို့လီဗာပူးချက်တော်မှာစောပြီးတော်မှာဒါကျွန်တော်တို့ချန်ပီယံလိထွက်သွားခဲ့ရတဲ့အတွင်းတင်းတင်းဖြစ်တာပဲအဲ့ပြောချင်တာကဗျာသိလားခမကြိုက်တဲ့ scenario ကြိုက်လို့ပြောလို့ရတယ် and liverpool ကို underdog ဆိုတဲ့ scenario သုံးတာကြီးရအတိတ်ပဲမရှိ liverpool ကဘယ်တော့မှ underdog ဖြစ်ခဲ့တာမဟုတ်ဘူးလက်ရှိမှာလူတွေလက်မခံနိုင်တဲ့အရာတခုကဒီနီးပြပထမဆုံးနှစ်မှာဒါ liverpool သူ့အသင်းမျိုးနဲ့ဒါဖလားယူသူကလက်မခံနိုင်တာ ကျွန်တော်တက်ကကျွန်တော်လက်ခံတယ်ကျွန်တော်ပြန်ပေးမှမဟုတ်လားကျွန်တော်လက်ခံလို့ရတယ် AC ပဲဒါကျွန်တော်ဟိုနဘောတွေဒါမနေ့ကတော့ခံမြင်းနေတယ်ဗျာဘာလို့ဆိုကိုအသိန်း5ခုလောက်သိပြီ fly ရသွားတော့ကျွန်တော်ဒီနေ့တော့စိတ်မကောင်းပြန်ဒါပေမဲ့ဘလို့ပြောတာသူတို့အနေနဲ့ထိုက်တန်လို့ရသွားတာဗျာဒီလဲကျွန်တော်ပြောတာကန်ဆိုရဲစကလုံးကိုတုံးနေဆိုโอเคဒါခင်ဗျားတို့အသိန်းကဘာလို့မရလဲဆိုရင်မေးခွန်းကျွန်တော်မေးရမှာပဲအဓိကဒီလားကျွန်တော်မေးရမှာဟုတ်ကဲ့ခုနကအာဒီလောက်လွယ်နေဒီနှစ်ကဒီလီကြီးကဒီလောက်လွယ်နေတယ်ဆိုတဲ့အကြောင်းအရာပြောခင်ဗျားတို့တင်အောင်ဘာလို့မရလဲကျွန်တော်တို့တင်ပါလို့အခုလက်ရှိမှာ16ဖြစ်နေ United တင်ပါလို့15ဖြစ်နေလေဘာလို့14ဖြစ်နေလဲကျွန်တော်ပြောရသေးလား ဲ့တော့တဖြည်းနဲ့တဖြည်းကျွန်တော်တို့ပြောတဲ့အချိန်မှာဒါကျွန်တော်သူပြောလို့ရတဲ့စကားလုံးတွေအများကြီးရှိတယ်ဒါပေမဲ့ခုနပြောဆိုပဲလက်ရှိမှာလီဗာပူးတင်းကကန်ကောင်းပြီးဖလားရတယ်ဆိုတဲ့ဒါစနေရီယိုကြီးကအင်မတန်မှမှားယွင်းတဲ့စနေရီယိုကြီးဖြစ်တယ်အဲ့တော့လီဗာပူးတင်းကဒီနှစ်မှာဘာလို့ဒီလိုမျိုးကန်ကောင်းနေတယ်ဆိုတဲ့ပြဿနာကြာဘာလို့ဆိုလူတော်များဘာလို့မှမရဘူးဘာလို့အထင်သေးကြတယ်ကိုအထင်သေးတဲ့လူပြအောင်မြင်တယ်ဥပမာလက်ရှိမှာခမရဆောင်းရဲကြည့်မရတဲ့ဘဲတွေဆောင်းရဲအထင်သေးတဲ့ဘဲတွေကဆောင်းရဲဝုန်းနိုင်အောင်မြင်မှာခမရစိတ်ကဘာတွေးလဲ ဒီကောင်မဟုတ်တာလုပ်ပြီးချမ်းသာတယ်လေပဲခင်ဗျာထင်ပါပဲဘာဖြစ်လို့လဲခင်ဗျားရဲ့စိတ်က comprehend မလုပ်နိုင်ဘူးသိလားအကျွန်တော်ဘဒူးပဲပြိတ္တဝါကျွန်တော်ပြောရမှာဒါပေမဲ့လူတော်များရဲ့စိတ်ကအဲ့တိုင်းပဲဘဒူးမှ comprehend ကျွန်တော်ဆိုလဲကျွန်တော်မနာလူရဲ့လူအများကြီးရှိတယ်ခင်ဗျာကျွန်တော်ရှင်းဒါပေမဲ့ဘောလုံးလောက်ကမှာကျွန်တော်မနာပါဆိုလစ်ပတ်ဘူးလို့သိမှုနဲ့ကိုင်းနဲ့အလန့်ဝေးတယ်ဘာမှလည်းမဆိုင်အဲ့တော့ပြောချင်တာပဲလက်ရှိမှာဘာတဲ့ Obama လို့ပဲ Obama တမနာဖြစ်တဲ့ချိန်မှာကျွန်တော်ဟာဒီပဲ Obama တမနာဖြစ်တာနောက်ကနေပြီးငလမဲကျွန်တော်ရဲ့တမနာမဖြစ်နိုင်ဘူးတမနာဖြစ်တဲ့ဘေးကိုကျွန်တော်ဘာလို့လိုက်ပြီးတော့မနာသူနေမှာလဲကျွန်တော်ပြောတဲ့အဓိပ္ပာယ်ရှင်းအဲ့တော့ အဲ့ဒါပဲလေ United ပြိတက်တင်းနဲ့ဒါကျွန်တော်တို့ Liverpool ပြိတက်တင်းနဲ့ခုလက်ရှိမှာ clash ဖြစ်တယ်ဆိုတော့နားလေပေါ့ဆိုဒီမြောက်ကအဆင်တန်းတူတယ်ဒါခုနကပြောလို့ပဲကျန်တဲ့လူတွေနဲ့ဒါကျွန်တော်တို့ clash ဖြစ်တယ်ဆိုတော့အကုန်လုံးနားလေအဆင်တန်းတူလို့ clash ဖြစ်ကြဆိုတော့နားလေလို့ရပေါ့ကျွန်တော်တို့နဲ့ကျတော့အဆင်တန်းမှမတူတာခင်ဗျာ Premier League ကဗျာဟိုမှာဒါကျွန်တော်တို့အလုံး20ကျွန်တော်တို့အသင်းကလား First Division တိုက်တယ်နှလုံးမဲ့ရှိဘူးတဲ့ကျွန်တော်တို့ Everton ထက်တော့ခုနှလုံးနဲ့သေးတယ်အဲ့ဒီအသင်းကနေဟာကျွန်တော်တို့ခုနကပြောလို့ပဲဟို Liverpool လို့အသင်းမျိုးဟာအာလခွီးမာသားတွေကွာဒီကောင်တွေကွာကန်ကောင်းလို့ရကျွန်တော်ပြောလို့ရမရဘူးညီ ကျွန်တော်ပြောတာသိလားအကန့်ကောင်းနေဆိုစပါလို့သိမြောက်ခုလက်ရှိတော့ဘာလို့ဆက်ဆက်ချောက်ဖြစ်နေလဲကျွန်တော်ပြောတာသိလားအဲ့တော့ပြောကျင်တဲ့အတိတ်ပဲစနေပြီးတော့အိုက်တိုင်းပဲအဲ့တော့ကန်ဆိုရဲစကလုံးရင်ခမသုံးလို့မရဘူးဒီလိုမျိုးစနေဘာလို့ခုနမေးပြီးမို့နော်ဥမာတပွဲတပွဲတပွဲကန်နေရတဲ့ပွဲစဉ်မှာဥမာပြောစဲဂိုဒန်ဂူးလို့ဒါကျွန်တော်လုံးဝတပွဲတည်းနဲ့နိုင်သွားမယ်ပွဲစဉ်မှာလစ်ဗာပူးကနိုင်သွားရဲဆိုโอเคကန်ကောင်းလို့ဆိုရဲစကလုံးခမသုံးပိုင်ခွင့်ရှိတယ်မှန်လဲမှန်ဒါပေမဲ့38ပွဲကန်တဲ့ဘောလုံးပွဲမှာ38ပွဲလုံးကန်ကောင်းတာကြီးအတိတ်ပဲမရှိဘူး ဲ့တော့တခြားသစ်နဲ့ညံ့တယ်ပြောတခြားသစ်နဲ့ညံ့ကျ Northern Forest ကြီးဒီနှစ်မှာဆွတ်ကောင်းနေကြ Northern Forest ကောင်းတာကျတော့ Southend ကောင်းတယ်ဆိုကျွန်တော်ချီးကျူးတယ် Aston Villa ကောင်းတယ် Southend ကောင်းတယ်ချီးကျူးတယ် Liverpool ကောင်းတာကျတော့ Scan ကောင်းလို့ကောင်းတယ်ပြောတယ်အဲ့တော့ကျွန်တော်ရဲ့ဒီညမှာကျွန်တော်အမှန်တိုင်းပြောကန်ဆိုတဲ့အရာကိုလက်ရှိ Liverpool တွင်းဆိုကျွန်တော်တော့တော့ injury နေရာမှာကျွန်တော်ယုံကြည်တယ်ဒါကန်ဟုတ်တယ် Liverpool တင်းနဲ့သူများတင်းတဲ့ဆိုင်နည်းနည်းလေး injury rate မှာကန်ကောင်းမှာဒါပေမဲ့အဲ့ဒါကိုကန်ကောင်းနေပြောရင်ကျွန်တော်အနေနဲ့ Liverpool တင်းရဲ့ဒါကျွန်တော် C department sport science department ကိုကျွန်တော်စော်ကားရကြမယ် ဘောလုံးသေးတဲ့တင်းကကျွန်တော်အသင်းလိုက် functional လုပ်နေတဲ့အသင်းတွေဖြစ်တယ်။အာဒါကြီးကိုမှဟာခင်ဗျာကံကောင်းနေဘာညာဆိုပြီးတော့ပြောမယ်ဆိုရင်အဲ့ဒီလူတွေခင်ဗျာဆော်ကားမကြဘူးလား။ဥပမာခင်ဗျားကိုကျွန်တော်ပြောပြမယ်။ခင်ဗျားကဆောက်ရမ်းစူးစမ်းလာတဲ့လူတွေခင်ဗျာကျွန်တော်ဗီဒီယိုချမ်းဆောက်ရမ်းစူးစမ်းဆောက်ရမ်းအောင်မြင်ဆောက်ရမ်းဒီမှာလက်ရှိမှာခင်ဗျားကကုမ္ပဏီတစ်ခုမှာအောက်ခြေ club board ကနေအခုလက်ရှိမှာခင်ဗျားက head of department နားမှု c level ဖြစ်သွားပြီဒါခင်ဗျားကိုကျွန်တော်ကံကောင်းမယ်ပြောမယ်ခင်ဗျားကြိုက်ပါလား။ကျွန်တော်မိတဲ့မင်းကိုခင်ဗျားရှင်းရှင်းလေး အာဒီဘက်ဆောင်းရကန်ကောင်းပြီဒီနေရာရောက်လာပြခမမချိုက်ဘောလို့ခမားလုတ်ခဲ့တာခမားအတီဆုံးခမားဒီနေရာကိုစူးစားခဲ့ခမားအတီဆုံးကျွန်တော်အတီဆုံးခမားအတီဆုံးအဲအဲ့ဒါမယ်ဒီတိုင်းမယ်ခုနပြောလို့စနေရီဒီတိုင်းမယ်အဲ့တော့ပရိသတ်တွေတယောက်အနေနဲ့ဘလောက်ထိစိတ်ပင်မန်းလဲဆိုပူသေးရဲ့ FG လို့ပိုင်ရှင်မျိုးနော်ဒီနှစ်မှာလီဗာပူးအသင်းနေတာကျတော့လူလုံးဝမွေတဲ့အသင်းတစ်သင်း ခီးအစားဆိုတဲ့ကောင်ကလက်ရှိမှာဒါကျွန်တော်ဒီနှစ်မှာပရီးမီယာလိမဲတယ်တော့ရပါမလားတော့မသိဘူးဒါပေမဲ့လက်ကျန်လေးဘွဲကြံသေးတော့ဒါလေးဘွဲလုံးမှာဒါနီးပြနေသုံးပေးမယ်ဆိုတော့ပရီးမီယာလိမဲတယ်ရအောင်ရမှာပေါ့နော်အဲ့တော့မမတက်ရှဗီလီဆိုရလဲဘယ်လန်စီယာမှာသူ့ဘာသူဂိုးဖန်နေတဲ့ကောင်အဲ့တော့ခမက်ကြိုက်တယ်လို့ညင်းလို့ဟာဒါဆိုခုနကပြောသူပဲဟာအရင်နီးပြကောင်းကလေးအခုတီးပြကောင်းသွားတယ်အဲ့လိုပြောချင်းဆိုခုနကဆယ်လက်စ်ဖာကူဆန်ထားခဲ့တဲ့ကစားသမိုင်းနဲ့အခုချိန်ဒီယူနိုက်တက်ကဘာလို့ပရီးမီယာလိမဲရသေးတာတော့ အဲ့ဒီမေးခွန်းတွေခင်ဗျာအများကြီးမေးလို့ရတယ်ဒါပေမဲ့ပြန်ပြောရမယ်ဆိုကန်ဆိုတဲ့အရာကိုခင်ဗျာဆွတ်ဆွတ်ပြီးပုံချလို့မရဘူးကန်ဆိုတဲ့အရာကြီးကိုပြောမယ်ဆိုဟာလီဗာပူးတင်းကဒီနေ့မှာသူများတွေမကောင်းလို့ရတော့အခင်ဗျာကိုကျွန်တော်ပြောမယ်ဥပမာခင်ဗျာအလုတ်မှာခင်ဗျာဆောင်းဝန်းဒုနာပေါ်ဆိုစီလေပဲဒါခင်ဗျာအလုတ်ကကောင်းနေဆောင်းဝန်းညံ့လို့ခင်ဗျာလူတော်ဖြစ်သွားရလားအဲ့လိုပြောခင်ဗျားချိုက်မလားကျွန်တော်တော့မချိုက်ဘူးဆိုတော့လူတယောက်ရဲ့အောင်မြင်မှုကိုဟိုနာပေါ်နောက်ဆုံးပြကျွန်တော်တို့ကပူမကောင်းဘူးဆိုတော့ချစ်ချူးမှုမပြုတ်ရင်တော့ဘာမှမပြောနဲ့ဘာမှမပြောနဲ့ ပြောပြရသေးလားလီဗာပူးသင်းကခုလက်ရှိမှာကတော့ဒီတိုက်တဲကြီးကိုစောင့်ချင်းယူပြီးရထားတာမဟုတ်ဘူး38ပွဲလို့များခုလက်ရှိမှာဒါပရီးမီးယားလိဘတ်လိုက်တဲ့ဒိုင်းဘတ်လိုက်တဲ့ဆွဲစားခမရ38ပွဲလုံးလီဗာပူးဘတ်လိုက်ခံရတာမဟုတ်ဘူးလီဗာပူးလက်ခံခဲ့ရတဲ့ပွဲတွေမှာအများကြီးရှိတယ်နှစ်တွေမှာအများကြီးရှိတယ်ပြောချင်တဲ့ scenario အိုက်တခုပြရသေးလားအဲ့တော့လက်ရှိမှာလီဗာပူးအသင်းကံကောင်းလို့ရပါတယ်ဆိုပြောရင်လီဗာပူးအသင်းကိုစော်ကားရအင်မတန်မှကြားတယ်အာနီစ်လို့လုတ်ပိုင်ကိုစော်ကားရအင်မတန်မှကြားတယ်ဒီကစားသမားတွေကိုစော်ကားရအင်မတန်မှကြားတယ် ကံဆိုတဲ့အရာမပေါ့မှုပါတယ်ဒါပေမဲ့ဒီအသင်းကံကောင်းလို့ဖလားရပါတယ်ဆိုတဲ့စကားလစ်ဗာပူးအသင်းတို့လက်ရှိမှာလုံးဝမတတ်ဆိုင်ဘူးလို့မြင်တယ်အဓိကဒါပဲကျွန်တော်ပြောချင်တဲ့အရာအဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အဲ့ဒီ concept ကို rap လုပ်ဖို့လိုတယ် ျွန်တော်တို့မနာလူဘုဒ္ဓခုနပြောဆိုကိုယ်နဲ့အလန်းဝေးတယ်ခုနလက်ခုနပြောဆိုကျွန်တော်တို့လက်ရှိ Premier League မှာတော့ကျွန်တော်တို့ဒါ First Division တိုက်တယ်ဗျ Premier League Premier First Division ကျွန်တော်တို့တက်ရှိမှာ Marseille side ဒါဘီနောက်တစ်ယောက်ဖြစ်တယ် Everton တော့ကျွန်တော်မှီဖို့ခုနလုံးလူသေးတယ်အဲ့ဒါကြီးကိုနှလုံးနဲ့ကောင်အလုံး၁၀ကောင်ခုနပြောဆိုပဲကျွန်တော်အိမ်မှာနေပြီးတော့ဟာ Brad Obama ကိုလမ်းပြီးဒီကောင်တမန်တော်မဖြစ်သေးဘူးပြောကျွန်တော်ဆောက်ယူမဖြစ်ဘူးလားဒါပဲလေကျွန်တော်ပြောဝေဖန်လို့ရတယ်ဝေဖန်ဒါပေမဲ့ခုနပြောဆိုပဲ at least သူများရဲ့ success story ကိုခုနကဆွတ်ဆက်ပြီးဟာဒီကောင်ဆောက်ပေါ်ပါကွာပြောနေများကဘယ်လောက်အဆင်ရှိလို့လဲဆိုတော့မိကုန်ကွက်ကုန်မေးရမယ်ဒါပဲအဲ့တော့ ဒါခုနကပတာမန်လုံးဟာမွေးငါစားဖို့တော့မွေးငါချက်တဲ့ဥစ္စာကိုပြောကြမှာမဟုတ်ဒါပေမဲ့အခုလက်ရှိမှာသူနာပေါ်တယ်လီဗာပူးတင်းကစုရသွားတာဖြစ်တယ်ခမကောင်းတယ်မကောင်းပွဲတစ်ပွဲဝေခံတယ်အခုလက်ရှိမှာလီဗာပူးတင်းကစုရသွားတဲ့တဲ့တဲ့ဖြစ်တယ်ဒါကြီးကိုမှခုနကပြောနောက်ဆုံး appreciate မလုပ်နိုင်ဘူးဆိုအေးစင်းနေလိုက်ဘာဟာလို့ဆိုရမလဲဒါပေမဲ့အဲ့ဒါကြီးကမှရုံနိုင်ဝန်နိုင်ဆိုတော့ထောက်ထောက်ကိုနေကမှမဆိုင်ဒါကျွန်တော်လက်ရှိမှာ congratulation ပဲလီဗာပူးရေးဒါလက်ရှိ premier league တိုက်တဲ့20အခု20တွဲ congratulation မှာဒါခုနကပြောနောက်ထပ်အများကြီးလို့စုကူးနိုင်ပါဆိုဆုတောင်းပေးလိုက်ပါတယ်တော်ပါပဲ ဘလုံးမွေးကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0နဲ့ db4 ကြီးတို့မှာဂျင်းလူစပောင်းကိုကြည့်လို့ရပါတယ်။မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလည်း youth sport media 3.0နဲ့ db4 ကြီးတဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကိုညွှန်ပြလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးပဲကျွန်တော်အပ်ပေးလို့ရပါတယ်။မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလည်း youth sport media 3.0နဲ့ db4 ကြီးတို့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကိုညွှန်ပြလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးပဲကျွန်တော်အပ်ပေးလို့ရပါတယ်။မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။ ားလုံးမကြွနေမှာကျွန်တော်တောင်းပန်ပြပါအောင်တေးပါပါ